ကျမတော်မူကြပါစားရှင်ခရစ်နှစ်2025မတ်လ10ရက်နေ့အတွက်ဝင်းလီဝတ်သားခမန်းချက်တွေတင်ဆက်ပေးပါတော့မယ်ကျမတော်မြတ်တီကိုပါကပလီပင်လေပြင်းနဲ့ဘင်္ဂလားပင်လေရောတို့မှာတိုင်းတိတ်ဖြစ်တုန်နေပါတယ်ဒီကနေ့ညနေဒီမူလီဝတ်သားခမန်းချက်အနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကင်ပီနယ်နှင်းမွန်ပီနယ်တို့မှာနေရာကွက်ကြားမှုတစ်ချောင်းသာတော်နိုင်ပြီးရွာရွာတို့မှာတော့60ဖြစ်နေပါတယ် စကိုင်းတိုင်းဒေသကြီးထက်ပိုင်းကရှင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနယ်ရှိပိုင်းတို့မှာတော့အများဖြစ်သာနိုင်ပြီးကျန်းတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတော့တိမ်သစ်သစ်ဖြစ်ထိုးနေပါတယ်မြမပင်နေပြည်မှာလှိုင်းနေငယ်မှာလှိုင်းတည်းရှိနေပြီးလှိုင်းမြင်မှာတော့၅ပင်မှာ9ပင်ခန့်ရှိနေပါတယ်။မနက်ဖြန်အတွက်မိုးလေဝသခမန်းကျဲအနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရှင်ပြည်နယ်၊ကေပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာနိုင်ရှိနေပါရဲ့ချင်း။